ဂျွန်လ16ရက်နေ့ကြာပိတ်နေ့အမေရိကန်ဘန်သွန်းလုံးစောပချက်ထွက်ပြီးနောက်တစ်ရက်ပေါ့နော်ဒီနေ့တရက်တာအတွက်ဖိပြက်လောင်နေတဲ့ကမ္ဘာရွှေစီနေတာကိုဒီဗီဒီယိုလေးမှာတုံးကျွန်တော်တုံးသက်ပြောကြပေးသွားမှာဖြစ်ပါတယ်မနေ့ညကျွန်တော်အမေရိကန်ဘန်သွန်းလုံးစောပချက်ထွက်ထွက်ပြီးပါပေါ့နော်ကမ္ဘာရွှေစီကဈေးအလုတ်ခတ်တော့တိတ်မရှိခဲ့ဘူးခင်ဗျဈေးနည်းနည်းတော့ကျခဲ့တယ်ကျပြီးတော့တရက်တာနေထားမှာတော့ဈေးအကျနဲ့ပိတ်သွားခဲ့တယ်အဲ့အပတ်တခါမှာကျွန်တော်ဒီနေ့ပေါ့နော်ညဘက်မှာအမေရိကန်ဈေးကွက်လည်းပိတ်တဲ့ဒီနေ့တရက်တာမှာကမ္ဘာရွှေစီ ဘလို့အနေထားလေးဆက်ပြင်သားနိုင်မလဲဆိုတာကိုတော့ကျွန်တော်တို့အရင်ဆုံးဤပညာပိုင်းကကျွန်တော်သုံးသပ်ကြည့်လိုက်အောင်ဟုတ်ပြီအဲ့ဖက်တဲ့ခါမှာကျွန်တော်တို့ကပ္ပရွှေရဲ့ချက်ကိုတွားကြည့်မယ်ဒါဒါကတော့ကျွန်တော်ကပ္ပရွှေစီးရဲ့အဲချက်ကိုပေါ့နော်ကျွန်တော်တို့ကျွန်တော်တို့တည့်ရတာအနေထားနဲ့ကျွန်တော်ကြည့်ပါမယ်ဟုတ်ပြီတရတာနေထိုင်ကြည့်မယ်ဆိုတော့တရတာနေထိုင်ကြည့်နေခြင်းဖြစ်ပါတယ်ကျွန်တော်တို့မနီယာကဘာရွှေစီရပါတော့เนาะတရတာနေထိုင်ရကျွန်တော်ဈေးအကျ အားသာခဲ့တယ်ခင်ဗျဈေးကြကားအားသာခဲ့တယ်ကျွန်တော်တို့380အောက်မှာပိတ်ခဲ့တာဖြစ်တာပြတ်တက်ကမှာကျွန်တော်အမြင်ပြောမစွန်းတော့ပုံမှန်အနေထားရတုံးတက်မယ်ဆိုရင်ဒီနေ့ကဘာရွှေစီရဈေးအကျဆက်အားသာနိုင်ပါတယ်ဒါပေမဲ့ဒီနေ့ကကျွန်တော်အမေရိကန်နိုင်ငံရဲ့ John Tish အားလေးရဲ့ဖြစ်တာပြတ်တက်ကမှာညပတ်အမေရိကန်ဈေးကွက်ပိတ်ပါတယ်အမေရိကန်ဈေးကွက်ကကျွန်တော်ကဘာရွှေဈေးကွက်မှာအဓိကဆက်ဆောင်ရင်းဖြစ်ပါတယ်အမေရိကန်ဈေးကွက်ကြောင့်တော့ကျွန်တော်ဈေးအလုတ်ခတ်ပေါ့နော်ဈေးအလုတ်ခတ်ညပတ်ဒီမှာဈေးအလုတ်ခတ်ခတ် များများဖြစ်ပေါ်ခြင်းဖြစ်တာပတ်သက်ကမှာအမေရိကန်ဈေးကွက်ပိတ်တဲ့နေထားမှာလက်ရှိကမ္ဘာရွှေဈေးမှာကျွန်တော်တို့က volume ပေါ့နော်အယောင်းဝယ်ဖြစ်မှုပမာဏနည်းပါးနိုင်ပါတယ်အဲ့ဒါပတ်သက်ခါမှာဒီနေ့ကမ္ဘာရွှေဈေးကကျွန်တော်တို့နှစ်မျိုးဖြစ်နိုင်တယ်ပေါ့နော်ကျွန်တော်တို့မတ်တက်ကကျွန်တော်ဈေးမနည်းရလို့မျိုးဈေးငိန်တက်နိုင်တယ်အပေါ်ဈေးအောက်ဈေးကဈေးငိန်တက်နိုင်တယ်ဒါမှမဟုတ်နံပါတ်1ဖြစ်နိုင်ကြရတော့အပေါ်ဈေးဆွဲတင်သွားတာမျိုးဖြစ်နိုင်ပါတယ်အဲ့တော့ပြတဲ့ခါမှာကျွန်တော်တို့ကဒီနေ့ကမ္ဘာရွှေဈေးကိုအယောင်းဝယ်လုပ်မယ်ဆိုရင်ကျွန်တော်တို့ကအပေါ်ဈေးအောက်ဈေးကိုကျွန်တော်တို့ စောင့်ကြည့်ပြီးစိတ်ရှိရင်လည်းစောင့်ကြည့်ပြီးတော့ကျွန်တော်တို့အယောင်ဝယ်လုပ်ဖို့လိုအပ်ပါတယ်ခင်ဗျအဲ့ဒါပြတဲ့ကံမှာကျွန်တော်ဒီနေ့ကမ္ဘာ့ရွှေစေးကိုအပေါ်စေးအောက်စေးဘလောက်တက်မှတ်မလဲကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တစ်ချက်သွားကြည့်မယ်ဆိုကျွန်တော်အချိန်တနားရဲ့အတိုင်းအတာနဲ့ကျွန်တော်ကြည့်မယ်ပေါ့နော်အချိန်တနားရဲ့အတိုင်းအတာနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီနေ့ကမ္ဘာ့ရွှေစေးတော့ကျွန်တော်အပေါ်စေးကိုဘလောက်တက်မှတ်ချင်လဲမြင်မယ်ဆိုကျွန်တော်ကတော့ဒလောက်လောက်တက်မှတ်ချင်တယ်ခင်ဗျကျွန်တော်လုံခဲ့တယ်ပေါ့နော်အင်ကာနီကရီယာစပြီးတော့ကျွန်တော်ကမ္ဘာ့ရွှေစေးရ အပေါ်ဆိုတော့ကျွန်တော်3456လောက်ဒီပဲတက်ခဲ့တယ်ဘာလို့ဒါမှမဟုတ်ကျွန်တော်ဒီနေ့တက်ကျွန်တော်အပေါ် range လေးကိုကျွန်တော်ဈေးဆွဲတင်တန်ချေရှိတာကိုထည့်သွက်ပြီးတော့ကျွန်တော်အပေါ်ဈေးတန်းလေးကိုကျွန်တော်330လို့တက်မှတ်ချင်တယ်ခင်ဗျအဲ့လိုပဲအောက်ဈေးတန်းကိုလည်းကျွန်တော်အောက်ဖက်မှာဆိုရင်ကျွန်တော်ဘယ်လောက်တက်မှတ်ချင်လဲလို့မြင်မယ်ဆိုရင်အဲကျွန်တော်တို့3360လောက်ကျွန်တော်တက်မှတ်ချင်ပါအဲ့အပြကကျွန်တော်ဒီနေ့ကဘာရွှေဈေးကိုကျွန်တော်3430နဲ့3360ချာမှာ ဈေးအသက်ကျပြေးမယ်လို့သုံးသပ်ထားပါတယ်အဲ့ဒါပြတ်ကကျွန်တော်3360နာဒီနေ့ကပရွှေစီဈေးကျခဲ့တယ်ဆိုရင်ကျွန်တော်တို့ရေတို့ပြန်ဝယ်လို့ရပါတယ်ရေတို့ပြန်ဝယ်ပါအာအမြတ်ပိုင်းဈေးတောင်းကိုပြတီးဆုံးနှစ်ခုကြာကြာချပြီးအလေတော့ယူလိုက်ပါတော့အာအလေဈေးတန်းလောက်မှာကျွန်တော်တို့အမြတ်ပိုင်းဈေးတန်းယူလိုက်အရှုံးပိုင်းဈေးတန်းကတော့ပြကျွန်တော်3354အောက်မှာပြီးပါဟုတ်ပြီတကယ်လို့ဒီနေ့ကပရွှေစီ3410နာဈေးတက်ပြီးဆိုရင်ကျွန်တော်တို့ ်အဲဒီကွာနီပိုတိကြချင်းနဲ့ဆိုတော့နီပညာပိုင်းအတီးပြည့်ချက်ဆောင်ပါနော်3.30နာကျွန်တော်တို့ဈေးတက်လာခိုင်းကျွန်တော်တို့ရေတူပြန်ရောင်းလို့ရပါတယ်အရှုံးပိုင်းဈေးတန်း3.35အထက်လောက်ပေးပါအမြတ်ပိုင်းဈေးတန်းကတော့ကျွန်တော်ဒီ3.30နဲ့3.360ကြားဈေးတန်းအကွာဝေးကိုဈာချပြီးအလဲဈေးတန်းလောက်မှာအမြတ်ပိုင်းဈေးတန်းယူပါခင်ဗျာဒါတနည်းတော့ကျွန်တော်အယောင်းဝယ်လောက်အောင်ဈေးတန်းနေပါနော်တကယ်လို့ပေါ့နော်3.30အထက်ကိုအထက်မှာဒါဒီနေ့တနည်းတာကဘာရွှေစီအချိန်တနားရဲ့အတိုင်းတာအပိစီနဲ့ဖောက်တက်ပြီးဈေးပိတ်သွားရင်ရော အဲ့လိုဖောက်သက်ပြီးဈေးပိတ်သွားရင်တော့ကျွန်တော်ရေဒီယိုလိုင်းဝယ်ဖို့အားပေးပါတယ်ကျွန်တော်တို့ဘယ်လောက်ထိတက်နိုင်လဲမိမယ်ဆိုရင်ကျွန်တော်ဒီလောက်လောက်ထိပေါ့နော်ကျွန်တော်တို့မတက်ဘူးဆိုရင်တော့အနည်းဆုံးဒီလောက်လောက်ထိအဲကျွန်တော်3 4 35 36လောက်ထိဈေးတက်နိုင်ချေရှိပါတယ်ရေဒီယိုလိုင်းဝယ်လို့ရပါတယ်အဲ့လိုပဲအောက်ဘက်ကကျွန်တော်တို့3360ဈေးနဲ့အောက်မှာကဘာရွှေဈေးအချိန်တနားရအတိုင်းတာပေးဈေးပေါ့နော်ကျွန်တော်တို့ market ခေါ်ရ H1 beacon နဲ့ ဒီ360စီးနှံအောင်မှာဖောက်ကြပြီးဈေးပိတ်သွားရင်ကမ္ဘာရွှေကိုကျွန်တော်တို့ရေတိုလိုက်ရောက်လို့ရပါတယ်။ဘယ်ထိဈေးကျနိုင်ရရှိလဲဆိုတော့အနည်းဆုံးမကြဘူးဆိုရင်တော့ဗျာကျွန်တော်တို့အဲ333 3340လောက်ဒီဈေးကျနိုင်ရရှိပါတယ်။ရေတိုလေးလိုက်ရောက်လို့ရပါတယ်။အဲ့အပြတ်ကမှာကျွန်တော်ဒီနေ့ကမ္ဘာရွှေဈေးတက်ပေါ့နော်ကျွန်တော်အဓိကစောင့်ကြည့်ရမယ့်ဈေးနှံတစ်ခုကအပေါ်330အောက်3360ဈေးနှံနေဖြစ်ပါတယ်။ တကယ်လို့အဲ့ဆေးကနေမရောက်ဘဲနဲ့ဗျာဒီကြားထဲမှာပဲဒီ3380လို့3380ကြားမှာပဲတက်လိုက်ကြလိုက်ပြီးနေတယ်ဆိုရင်ရောအဲ့ဒါဆိုရင်တော့ကိုက risk များများယူနိုင်တယ်ဆိုတော့အဲ့3380နဲ့မှာဝယ်3380မှာရောင်းလို့ရတယ်ဒါမှမဟုတ်ကျွန်တော်ကတော့ဖြစ်နိုင်ရင်တော့အပေါ်စီးအောက်စီးစောင့်ပြီးအယောင်းဝယ်လုတာတော့ကျွန်တော်တို့ပြပိုးပြီးတော့ဒီနေ့အတွက်ပိုးပြီးတော့ risk နည်းနိုင်ပါတယ်ဘာလို့လဲမဲဆိုဒီနေ့ကအမေရိကန်ဈေးကွက်ပိတ်တာဖြစ်တဲ့အခါမှာဈေးငြိမ်တက်တာလည်းဖြစ်နိုင်တယ်လို့အပေါ်စီးဆွဲတင်တာမျိုးဟိုဒီဘာကြီးလဲဖြစ်နိုင်အောင်မလို့အနေငယ်တော့သတိထားဖို့လိုအပ်ပါတယ်ခင်ဗျာ ုတ်ပြီဒါလေးရောက်ကျွန်တော်ဒီနေ့အတွက်အယောင်းဝယ်လုပ်အောင်ဈေးတန်းလေးပေါ့နော်ပြီးတော့ဒီနေ့တရက်တာပိတ်စီရတော့ဘယ်မှာပဲပိတ်ပါစီပြကျွန်တော်တို့အမေရိကန်ဈေးကွက်ပိတ်တာမလို့အကျုံးမဝင်တပတ်ဒီဟိုးပေါ်မှာပိတ်လဲ။ဥမာဒီနေ့မှာကကပ္ပရွှေရဈေးအတက်အားကောင်းပြီးဟိုးပေါ်မှာပိတ်လဲ။အမေရိကန်ဈေးကွက်ပိတ်တာမလို့ဈေးဆက်တက်မှာပြောလို့မရအောင်။အဲ့လိုပဲဒီနေ့ကပ္ပရွှေဈေးရပြအကြံုံခက်ကြီးကြီးနဲ့ပြကျွန်တော်တို့ဟိုးအောက်ဖက်မှာပိတ်သွားလဲ။ကျွန်တော်တို့အမေရိကန်ဈေးကွက်ပိတ်တာမလို့ဒီနေ့အာဒီနေ့အကြအားကောင်းခဲ့တာမလို့ကျွန်တော်တို့မနေ့ဖြန်မှာ အာဈေးဆက်ကြမယ်ဒါမှမဟုတ်ဈေးပြန်တက်မယ်သုံးသက်လို့မရအောင်ခင်ဗျအဲ့ဘက်ကဒီနေ့တရက်တာပိစီကကျွန်တော်တို့အရေးမကြီးပါဘူးဘယ်မှာပဲပိတ်ပါစေပေါ့နော်မနေ့ဖြန်မနေ့မှာဈေးကွက်ဖွင့်လာရင်ဘယ်လိုနေထိုင်နေစဖွင့်လာမလဲဆိုတာကျွန်တော်တို့တစ်ချက်စောင့်ကြည့်အောင်ဖြစ်ပါတယ်ဟုတ်ပြီဒါပေမဲ့ကျွန်တော်နီးပညာပိုင်းရတော့မနေ့ကဈေးအကျနဲ့ပိတ်ခဲ့ပြီးတော့3380အောက်မှာပိတ်ခဲ့တာဖြစ်တာပြတ်ခါမှာကျွန်တော်ကတော့မနေ့ဖြန်တောက်ကြနေမှာတော့ဈေးအကျလက်ရှိအနေလက်ရှိအခြေအနေထိပေါ့လက်ရှိအနေထားထိတော့ကျွန်တော်မနေ့ဖြန်တောက်ကြနေမှာတော့ဈေးအကျ ဆက်အားသာနိုင်မယ်လို့ကျွန်တော်တော့သုံးသပ်ထားပါတယ်ခင်ဗျ။ဟုတ်ပြီဒါလေးကကျွန်တော်ဤပညာပိုင်းအသုံးသပ်ချက်ပေါ့နော်။သတင်းပိုင်းကိုကျွန်တော်တို့ကြည့်အောင်။ဒီနေ့ကကျွန်တော်တို့အာအားလည်းအမေရိကန်အားလည်းရဖက်တာပြတကံဘာသတင်းမှထွက်ဖို့မရှိဘူး။ကျွန်တော်တို့ညဘက်မှာသတင်းမရှိဘူး။ညအာကျွန်တော်ကမ္ဘာ့ချွေစည်းကွက်ခါဆိုလဲဗမာစံတော်ချင်းဆိုရင်ကျွန်တော်တို့ညစနစ်ခွဲပေါ့နော်။ထိုင်းစံတော်ချင်းဆိုကျွန်တော်ညတနာရီလောက်မှာကျွန်တော်ဈေးကွက်ဆော့ပိတ်မှာဖြစ်ပါတယ်။ဟုတ်ပြီ။တစ်ဖက်ကဒေါ်လာအင်းသက်ကိုကြည့်မယ်ဆိုရင်ဒေါ်လာအင်းသက်ကမနေ့ကပြန်တက်လာလိုက်ပြ။ပြန်တက်ပြီးတော့အတက်လေးနဲ့ပြန်ပိတ်သွားတယ်။ ဲ့ဒါပတ်သက်ခါမှာဒေါ်လာအင်းတက်ကရေတို့ပြန်တက်လာတယ်တစ်ဖက်ကကမ္ဘာချွေစီရေတို့ကျသွားရေတို့ဆက်ကျသွားတာမျိုးဖြစ်နိုင်ပါတယ်ဒေါ်လာအင်းတက်ပြန်အန်တက်အားကောင်းလာတယ်ပေါ့နော်ပြီးတော့ကျွန်တော်အီရန်နဲ့အစ္စရေးစစ်ပွဲဘာညာကိုနေသားကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်မနေ့ကသတင်းထွက်လာတဲ့အရာကရုရှားရောတရုတ်ရောကအဲအရှိလေပိုင်းဒီတာပေါ့နော်အီရန်နဲ့အစ္စရေးကိုထရင်ထရင်လှုပ်ကြဖို့တိုက်တွန်းတဲ့ဟာတွေတွေ့ရတယ်ရုရှားဆိုလည်းအမေရိကန်ကိုပြိပခပို့မကြည့်အောင်လို့အစ္စရေးအီရန်ပြည်ထောင်နာမှာတိုက်ရိုက်ဝင်မပါဖို့ရုရှားဆိုလည်းတတိပေးထားတယ်ပေါ့နော် ပြီးတော့မနေ့ကဆိုလဲကျွန်တော်တို့အီရန်နိုင်ငံကနေကျွန်တော်တို့အီရန်အစိုးရပိုင်နေပါတော့အီရန်အစိုးရအနာပိုင်နေပိုင်နေလေးနေစင်ကျွန်တော်အိုမန်နိုင်ငံကိုကျွန်တော်တို့ပြန်တန်းသွားလိုက်ပါယူအဲ့ဒီတဲ့နေတွေ့ရတယ်ပေါ့နော်အဲ့အဲ့လေးရင်နေသွားတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့အဲ့အဖြစ်ကရက်စဲရေးကိစ္စပညာဆွေးနွေးဖို့လို့အဲ့လိုမျိုးနိုင်ငံတကာဒီအရေးလေ့လာသူတွေကတော့တုံ့တက်နေကြတယ်ပေါ့အဲ့ဘက်ကမှလက်ရှိမှာ Israel Iran ပြဿနာကတင်းမာမှုကနည်းနည်းရော့ကျသွားတဲ့အနေအထားမျိုးလို့မှတ်ရတယ်ပေါ့နော်ပြီးတော့တစ်ဖက်က Trump ကလည်းသူအနေနဲ့ ဟာလွန်ခဲ့တဲ့တရက်ကျော်တုန်းကသူအာအီရန်ကိုတိုက်မလို့လို့ပါလို့လို့အဲ့လိုမျိုးလေတံဖမ်းပြီးမှအခုမှကျွန်တော်က threat ကဘာမှပြောချင်မရှိဘူးတနည်းအားဖြင့်သူ့ရဲ့အဲအမ်သူ့ရဲ့ပါတီကိုသူ့ရဲ့ပါတီသူ့ရဲ့ထောက်ခံသူတွေပြီးတော့လွတ်တော်မှလည်းသူကဒီ Israel ကို Iran ပြဿနာမှာအမေရိကန်တိုက်ရိုက်ဝင်ပါဖို့ကိုလူလားကြပုံမရတာပြတ်ကမှာ trend လမ်းကျွန်တော်လက်ဆောင်နေမထင်နဲ့အဲ့ဒါပြတ်ကမှာကျွန်တော်ထင်ပါတယ် Israel Iran စစ်ပွဲပြဿနာလို့လက်ရှိမှာကဘာရွှေစည်းပေါ်တရားမှု မရှိသေးဘူးခွန်မြဒါပြောမရအောင်ပေါ့ breaking news တွေထွက်လာရင်တော့ကျွန်တော်အဲ့ breaking news ရဲ့အနေထားကိုသုံးသပ်ဖို့လိုအပ်တယ်ပေါ့နော်ကျွန်တော်ကဘယ်ဟာမှချင်းတီပြလို့မရသတင်းနေဆိုတာဗျာသတင်းနေဆိုတာဒါကျွန်တော်မှန်းကျင်တယ်ပဲလို့ရတယ်ရှိမှာတို့တင်းမာမူကအာတို့တိုက်တော့တိုက်နေကြတော့မယ်တပတ်တပတ်အပြန်လန်တိုက်ခတ်နေကြတော့မယ်ဒါပေမဲ့နိုင်ငံတကာမှာကျွန်တော်တို့ကအာစိတ်ဝင်စားမှုနည်းနည်းလေးလျော့သွားတယ်ပြောလို့ရတယ်အဲ့လိုလည်းမင်းဆိုလက်ရှိမှာပြယူကရိန်းအာယူကရိန်းနဲ့ရုရှားလည်းမတိုက်ဘူးလားတိုက်နေရအစ္စရေးနဲ့အီရန်နဲ့တပြိုင်နက်တစ်ဖက်ကယူကရိန်းနဲ့ရုရှားလည်းသူ့ဘာသူတို့တိုက်နေရဒါမှကျွန်တော်သတင်းခေါင်းစည်းနေရာတွေမှာ ရုရှားနဲ့ယူကရိန်းတိုက်နေတဲ့တရံတက်မလားဘာလို့ဆိုတော့နှစ်ကြာသွားပြီသူ2022ကတည်းကတိုက်လာပဲလက်ရှိချိန်မှာပြရုရှားနဲ့ယူကရိန်းတိုက်တာတရင်မဟုတ်တော့တော်တော်ဒုံကြီးနဲ့ထူးထူးဘာပဲထူးထူးရုရှားနဲ့ယူကရိန်းရပြဿနာမဟုတ်တော့ဒီဘက်ကအစ္စရေးအီရန်ကိုပြဿနာကိုပဲနိုင်ငံကသတင်းမီဒီယာတွေကအာယုံဆိုင်နေကျွန်တော်ထွေးတာတွေကအာယုံဆိုင်နေဒါပဲပြောမြောက်နောက်6လလောက်ကြာရင်ဆိုရင်အစ္စရေးအီရန်ပြဿနာငြိမ်သွားပြီးတခြားပြဿနာတခုပေါ်လာနိုင်တာပဲအဲ့အတက်ကသတင်းတွေက hop issue တွေကခဏခဏပေါ်ပေါ်လာတယ်ကျွန်တော်တို့က မဟုတ်ရင်တော့ဆိုကျွန်တော်2018 19တော့မြောက်ကိုရီးယားပြဿနာမြောက်ကိုရီးယားနျူကလ িয়ার သုံးကြီးစမ်းတာဘာညာမြောက်ကိုရီးယားပြဿနာအဲ2020 23တော့ဆိုရုရှားယူကရိန်းအခု2025ဆိုအစ္စရေးအီရန်နောက်ထပ်ဘာပြဿနာတွေပေါ်လာအောင်မယ်မသိတော့အဲ့ဒါပြတ်ကမှာကျွန်တော်တို့ကဒီအစ္စရေးအီရန်စစ်ပွဲဟာသူတို့ရဲ့ range ကမကြီးမလား range မကြီးမလားဆိုတော့တခြားနိုင်ငံတွေကဝင်ရောက်တိုက်ခိုက်တာမျိုးတွေဘာတွေစစ်ပွဲပမာဏမကြီးမလားဘူးဆိုရင်တော့သူတို့ကျွန်တော်ထင်ပါလေမကြခင်မှာကျွန်တော်တို့ အာအလုံးစုံကြမှာတလားနှစ်လောက်အတွင်းမှာတို့အနေနဲ့ဒီစစ်ပွဲကိုရက်ဆဲပြီးတော့တို့ဆွေးနွေးကြလိမ့်မယ်အဲ့ဒီအနေထားမှာဒီတည်ရင်အနေထားကြီးကကပန်းချွေစည်းပေါ်ကျွန်တော်တက်ရောက်မှုလုံလုံရှိတော့မှာမဟုတ်ဘူးပေါ့နော်အဲ့အဘက်ကကျွန်တော်တို့ကတော့လက်ရှိမှာတော့ Israel Iran ပြတ် Israel Iran စစ်ပွဲပြဿနာကိုကျွန်တော်နားတော့နားဆွင့်ထားရမယ်ဒါပေမဲ့တရှိမှာတော့ထူးခြားခြားတက်ရောက်မှုတော့မရှိသေးဘူးခင်ဗျပုံနေပြောမယ်ဆိုရင်ကျွန်တော်တို့က Israel Iran ပြဿနာတက်ရောက်မှုရှိခဲ့တယ်ဆိုရင်ဒီချိန်မှာကျွန်တော်တို့က သူပါသူဘန်သုံးလုံးဆုံးပတ်ချက်ထွက်ထွက်မထွက်နဲ့ဗျာကဘာရွှေစေကို3500နားမှာကျွန်တော်မြင်းနေရမှာအ ਨੇ ဆုံးပေါ့နော်အခုချိန်ရောကျွန်တော်3500နားမပြောနဲ့3450အထက်တောင်ကျွန်တော်တို့မမြင်ခဲ့ရဘူးပြီးတော့ပြန်ထိုးကြသွားတဲ့အနေအထားပြတာပြတဲ့ခါမှာလက်ရှိမှာတော့ကျွန်တော်ကဘာရွှေစေကအစ္စရေးအီရန်ပြည်တနာကိုအာယုံမဆိုင်ဖဲနဲ့သူပါသူသွားစရာရှိတဲ့လမ်းကြောင်းကိုတွားနေရလို့ပဲယူဆပါတယ်ဒါပေမဲ့ကျွန်တော်ပြောခဲ့လိုမျိုးပဲ breaking news တွေတော့တစ်ချက်တော့တတိထားမှာဖြစ်ပါတယ်သူတို့ဘာကြီးဆက်လုံမလဲဘာတွေဖြစ်လာမလဲဆိုတာတော့ကျွန်တော်တို့ ဒါကတော့ကျွန်တော်တို့ priya လေးကျွန်တော်တို့အာတခါနိုင်ငံကစင်မြင့်အားဟာဖြစ်တာပဲတခါမှကျွန်တော်တို့အတိကြတော့မှန်းလို့မရဘူးပေါ့နော်အဲ့ရတော့တည်ထားဖို့လိုအပ်ပါတယ်လက်ရှိမှာတော့ Israel Iran ကအာတည်င်းနေရလက်ရှိကမ္ဘာ့ရွှေစည်းကွက်ပေါ်တော့တက်ရောက်မှုမရှိသေးသေးပါဘူးခင်ဗျအဲ့ဒါပဲတခါမှကျွန်တော်တို့ကတည်င်းနေနဲ့အယောင်းဝယ်လုပ်ပြီးဆိုရင်ကျွန်တော်ကတည်င်းတပုတ်တက်လာတိုင်းကမ္ဘာ့ရွှေစည်းတက်မယ်ကြမယ်ဆိုပြီးတော့ကျွန်တော်ကတရက်တိမှတ်ပြီးတော့အယောင်းဝယ်လုပ်တိုင်းစာရင်ကျွန်တော်တို့ကတည်င်းရန်တက်ရောက်မှုတည်င်းပေါ် trader တွေရဲ့စိတ်ဝင်စားမှု ပြင်ဈေးကွက်ရဲ့တုံ့ပြန်မှုအရာလေးကိုလေ့လာဖို့လိုအပ်ပါတယ်။ဒါကလေးဒီပါသူဘာတရင်တရင်ဘလောက်ပဲကြီးမားပါစေဈေးကွက်ကမတုံ့ပြန်တဲ့အခါမျိုးရှိတယ်ဗျ။ဈေးကွက်ကဘာမှ response မလာဘူး။အဲ့လိုအခါမျိုးကြာကျွန်တော်ကဟာဈေးတက်မထင်ယူသွားပွဲတယ်။ဥပမာပြီးခဲ့တဲ့ပတ်တုန်းက Instagram နဲ့ Instagram ဆစ်ဖြစ်တယ်ဆိုပြီးတော့ဈေးအပြင်ဈေးကိုတက်မှာဆိုပြီးတော့လှိမ်ဝယ်တဲ့သူတွေကျွန်တော်အခုချိန်မှာဆိုရင်ဈေးပြန်ကြတဲ့အခါမှာထိကုန်ကြပြီဖြစ်ပါတယ်။ဘာလို့ဆိုကျွန်တော်တရက်တိမှတ်ပြီးဝယ်တာ哦။အဲ့လားဖြစ်ကံမှာကျွန်တော်တရင်ရဲ့တက်ရောက်မှုတွေဘာတွေကိုကျွန်တော်ကတိချလေ့လာဖို့လိုအပ်တဲ့ခင်ဗျ။တရင်ကဘယ်ထိတက်ရောက်မှုရှိနိုင်လဲသူတို့ ဒီစစ်ပွဲတစ်ခုဖြစ်ပြီးအစစ်ပွဲကကဘာနဲ့ကြီးဖြစ်နိုင်တဲ့စစ်ပွဲလားဒါမှမဟုတ်ရင်ကျွန်တော်တို့ဘလို့အနေထားရဆက်ဖြစ်လာနိုင်တယ်အဲ့လိုတက်ရောက်ဖို့လိုအပ်တယ်မဟုတ်ဘဲနဲ့ကိုကတရင်ပိုင်းကိုကိုကျွန်တော်မရှိရင်တော့တဖက်ကနီးပညာပိုင်းနဲ့ကိုကပြန်ချင်းကြီးကြည့်ဖို့လိုအပ်တယ်ခင်ဗျနီးပညာပိုင်းကဘယ်ပေါ်ပိတ်ရင်စီးဆက်တနိုင်တယ်ဘယ်ပေါ်ပျောက်ပိတ်ရင်စီးဆက်ကြနိုင်တယ်ဘလို့ဆိုရင်အသက်အားနိုင်တယ်ဘလို့ဆိုရင်အကြအားတာနိုင်တယ်စသဖြင့်အဲ့အလေးလေးတိချလိလာပြီးမှကျွန်တော်အကြောင်းဝင်လုံမဲ့ဆိုရင်ကိုယ်တော်လည်း risk ပိုနင်းနိုင်တာပေါ့နော်အဲ့ဒါကကျွန်တော်တို့အဓိကပိုင်းတင်းနေပါတဲ့ဆိုင်ကျွန်တော်တို့နီးပညာပိုင်းကိုပို့အားထားပါတယ်နီးပညာပိုင်းကကျွန်တော်တို့အတွက် ကမ္ဘာရွှေစည်းကွက်ရဲ့ဖြစ်နေတဲ့ပကတိအခြေအနေမှန်ကိုကျွန်တော်တို့ပြပြပါတယ်။အာဖရိကလက်ရှိကမ္ဘာရွှေစည်းအရကိုကျွန်တော်တို့အကြပတ်သွားမယ်အနေအထားမျိုးကျွန်တော်တို့တွေ့နေရပါတယ်။ဟုတ်ကဲ့ဒါလေးအောင်ကျွန်တော်ရဲ့ဒီနေ့ကျွန်တော်တို့ကမ္ဘာရွှေစည်းပေါ့နော်တရက်တာ၃ချက်ဗီဒီယိုဖြစ်ပါလေအခုလို့၃ချက်ဗီဒီယိုတွေကို up to date ကြည့်ချင်တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားကြပါခင်ဗျာပြီးတော့ကျွန်တော်ဒီမှာဒီကမ္ဘာရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံသင်တန်းလေးတက်ရောက်နိုင်ပါလေအဲ့ဒီနဲ့ပတ်သက်ပြီးလဲကျွန်တော်ရဲ့အဲ Telegram channel ကျွန်တော် YouTube channel ကျွန်တော်ရဲ့ တစ်တော့ကျွန်တော်ရဲ့ Viber ကြီးကနေစုံစမ်းမိမ့်နိုင်ပါတယ်ခင်ဗျကဘာချွေထိတ်တာအားလုံးပဲကျွန်တော်ဒီနေ့ဇွန်လ16ရက်နေ့အမေရိကန်ဘိုင်ဒန်လုံဆုံးဖက်ချက်ထွက်ပြီးနောက်တစ်ရက်ဒါတွေ့ပေါ့နော်ကျွန်တော်ကဘာချွေစီတက်ကြောက်ကိုမှန်မှန်ကန်ကန်အရောက်ဝယ်လုပ်ပြီးတော့အကျုံးမြတ်မြတ်ဒီပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်စုမုံကောင်းတောင်းလိုက်ပါတယ်ခင်ဗျ